လူတွေဟာနေစင်တဲ့အမြကမ္မထန်၄ခုပွားတဲ့နယ်လို့နော်ကမ္မထန်၄ခုပွားတဲ့နယ်ဘာပွားတဲ့နယ်လဲဆိုရင်ကိုယ့်ရဲ့တရားစွမ်းအားတွေထက်မြက်ဖို့အတွက်ဘုရားနုတ္တိကိုအချိန်ပိုင်းနဲ့ပွားပါအများတရားတွေပေါ်မှာမေတ္တာထားနိုင်အောင်နော်မေတ္တာအချင်းချင်းမေတ္တာစိတ်တွေတက်ဝင်အောင်မေတ္တာပွားပါ လူတူတယောက်အပေါ်မှာတွေ့တာမှုတွေရှော့ချနိုင်အောင်အတုပကမ္မထံကိုပွားပါနောက်တစ်ခါကိုယ့်ရဲ့သိဆုံးမှုအပေါ်မှာကြောက်ရွံ့မှုဆိုတာမဖြစ်ရအောင်မရဏတတိဘာဝနာပွားပါလို့ဒီကမ္မထံလေးခုဗုဒ္ဓနုတ်တိမေတ္တာအတုပမရဏတတိဆိုရင်ဒီကမ္မထံလေးခုဟာ ဒီစတုရရက္ခလို့ဆိုတာဖိုးခါရီယံပေါ့ကို့အတွက်အကောင်းဆုံးအဆောင်လျှောက်ပဲလို့လူတွေကအဆောင်လျှောက်ဆိုရင် ပြင်မဲ့ကဟာကို့ဆောင်မှာစောင့်နေထင်းနေတာမဟုတ်ဘူးကို့တဏ္ဍာမှာကောင်းကျိုးချမ်းသာတွေဖြစ်ဖို့အတွက်ကို့အတွက်အရေးကြီးတဲ့အဆောင်သုံးခုပဲလို့ဒီလိုအဆောင်လေးမျိုးလို့ဒီလိုဆိုလို့တာနော်ဘာကိုစောင့်တာတုံးလို့မေးလို့ရှင်ဗုဒ္ဓနုတ္တိဖြင့်မိမိရဲ့တရားစွမ်းအားတွေကိုထိမ့်ထိမ့်စောင့်ရှောက်ထားသောအပြင် ဒီတရားရော့နေသွားတဲ့ဆိုတော့အန္တရာယ်မဖြစ်အောင်လို့ဒီလိုဆွလို့လားအဲခုကတော့ဘုရားနဲ့တူပြီးပွားလို့ရှင်အန္တရာယ်ကင်းတယ်တို့ဘာလို့အန္တရာယ်ကင်းဖို့ပဲကြည့်နေနော်အန္တရာယ်ဖြစ်တာကပြင်းမကလာတဲ့အန္တရာယ်မရှိဘူးမဟုတ်ဘူးရှိနိုင်တယ်သို့သောသူအန္တရာယ်ပေးတာတဘဝတခဏပဲတရားတရားပြတ်သွားပြီဂျင်ညိုစိတ်တွေရောနေသွားပြီဆိုလို့ရှင်နော်သံမယမှာအန္တရာယ်များတယ်ပေါ့ မေတ္တာမေတ္တာရဲ့စောင့်ရှောက်မှုကအေးမေတ္တာချုံ လုံးနေဆိုတာဘာလုံးမှလည်းမသိဘူးเนาะမေတ္တာချုံလုံးနေဆိုတာကိုယ့်ရင်ထဲမှာအမုန်းမရောက်ဘူးလို့ပြောတာညာတော့အပြင်တွေးကြတာတော့မေတ္တာချုံလို့ရှိရင်ငါလက်နဲ့စိတ်မီပြည်တည်တပြားဘယ်သူမှငါမတတ်နိုင်ဘူးလို့ဒီလိုသွားတွေးကြမယ်เนาะအဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးတကယ်အတိတ်ပဲကခုနကမေတ္တာရဲ့အကျိုး၁၇မျိုးထဲမှာမပါဘူးလားပါတယ်လေ မေတ္တာစွာအားကြီးမားနေလို့ရှင်တော့ဒါတွေလေဟိုလုံညုံနေဒါတွေကအပယိကလုံညုံမှုတွေပဲတကယ်ရေးကြည့်တဲ့လုံညုံမှုကပါတော့ကိုယ်ရင်တဲ့နှလုံးထဲမှာအမုန်းတရားမရောက်ဖို့ကအရေးကြီးတယ်ဒေါသကို ကာကွယ်တာလို့ဒီလိုပြောအောင်အတုပကဘာကိုကာကွယ်တာတုံးရာဂကိုကာကွယ်တာနော်မရဏတတိကဘာကိုကာကွယ်တာတုံးဆိုရင် တန်ဝေကမဖြစ်ပဲနဲ့မေ့မျောနေတာတန်တရာထဲမှာပျော်ပြီးတော့မကောင်းတာတွေလုပ်မိမှာဆိုတဲ့အကုသိုလ်တွေကိုကာဝယ်တာလို့ဒါကြောင့်မို့စတုရရက္ခဖိုကာရီယံဆိုတာစောင့်ရှောက်မှု၄မျိုးဆိုတာမကောင်းတဲ့စိတ်တွေမဝင်ရအောင်စောင့်ရှောက်တာလို့အဓိကအဲ့ဒါကျန်တာတွေကအပေါ်ယံပိုက်ကစောင့်ရှောက်မှုလို့ပြောရမယ်ဒီလိုဆိုတာနော်